မင်္ဂလာပါရှစ်ခင်လေးစားအပ်သောမြမတက်ကျက်ဝါလာစင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါမြမတက်ကျက်ပညာရဲ့တွင်မပြောက်ွယ်စီရန်ရည်ပဲချက်ဖြင့်တိုင်းကျက်ဝင်းနေကြတဲ့မြမလူငယ်ကျက်ဝါလာရှင် ချက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓရာများသိရှိစေရန်အတွက်ချက်ပညာများ YouTube Channel မှာမြမတိုက်ချက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ဒီခိုင်းမျှဝေပေးခြင်းထားတော့ကျွန်တော်ရေးသားထားတဲ့ချက်ပေါက်များဝင်းညူခြင်းအပိုင်းဖြစ်ကြောင်းရောပြပေးပါမယ်ချက်ကလေးပေါင်းစမှနှစ်လသားအရွယ်ထိအစာအာဟာရပြည့်ဝစေရန်အမြင်မပြတ်စီစဉ်ပေးထားရပါမည် ဝင်းကင်းစကျက်ပေါက်လေးတွေကိုတော့ point လို့ခေါ်တဲ့၄စိတ်ခွဲစံကျူးလေးတွေတော့မဟုတ်ဇကွဲကျွေးရပါမယ်ကျက်အတွက်အစာကိုကျွန်တော်ဆရာအကျက်ကြီးပြောသလိုကျက်ပေါက်ကလေးတွေအတွက်ဝမ်းနည်းအေးဖန်ခြင်းကျက်နာယောဂါကာဝယ်ခြင်းအာအိမ်ဖြစ်စေဖို့နဲ့ဝမ်းမီတောင်းလောင်အားကောင်းစေရန်စံနှင်းမှာစင်တုံးနယ်အမှုတ် စနုံမုံတို့ကိုစံတပြီမှာထမင်းစားစွန်းတစွန်းစီရောဆက်၍ကျွေးမွေးတင်လာတယ်။ကျပောက်လေးတွေကိုစကွဲတုံးဟုတ်၆တုံများလေးတက်အသားတို့ကျက်ကလေးအစာတုံးဟုတ်အေးသုံးလုံးအစာကိုနှစ်လသားအထိကျွေးလို့ရပါတယ်။ကျွန်တော်ကျက်အစာမယောင်းပါဘူး။ချန်လုံးထားတော့ ုံးနာသားအရွယ်မှာကြက်ပေါက်လေးတွေလုံးတီးဆန်စတဲ့တွေ့တင်ပါလေကြက်ပေါက်ကလေးများအစာမကြေခြင်းမဖြစ်စေရန်ကြက်အစာအစိမ့်ပြီးပြရမှာဖြည့်စွက်အစာဝယ်မကြေးနိုင်ပါကဟော်ဘီရွက်ဆလတ်ရွက်ကစွန်းရွက်နီဗီယာမြတ်ပြောင်းမှုစိမ့်တို့ရောစက်ကဆင်း၍တွေ့ရပါမယ် အစာစိမ့်ကျွေးခြင်းအထူးကျေးဇူးကြောင့်ကျက်ချင်းချင်းဝင်းနုစားခြင်းကျက်တကောင်နှင့်တကောင်စိတ်ချင်းကင်းဝေးစေနိုင်ပြီးအစာစိမ့်မှာကစီတက်ပရိုတိန်းတက်အဟာရတက်လုံလောက်စွာပါဝင်၍အစာစိမ့်ကျွေးပါကဖြည့်စွက်အစာဝယ်ကျွေးရန်မလိုအပ်ပါကျက်ချံအတွင်းမှာကျက်တော့ရေခွက်ကိုရေအမြင့်တန့်အောင် ထားပါဘိုင်ယူပလက်ဘိုင်ယူတွဲရည်ဖြောစေးမုံနဲ့အမောက်စနင်း150မီလီဂရမ်တစ်လုံးဘပလက်နှလုံးအောက်ဆီတထွန်နှလုံးသုံးမျိုးသောရည်တလီတာခန့်အမုံကျိပ်၍ကြက်ရည်ခွက်အတွင်ထည့်ထားသင့်ပါတယ်ကြက်ကလေးများစားကြည်စီရန်အတွက်ဖြစ်သည်ကြက်ကလေးများကိုထိမ့်သိမ်းဆောက်ရှောက်ရတွင်လောင်မွေးစနစ်ဖြင့်ထိမ့်ချုပ်ဝင်းနေပြီး ကျမ်းမာတန်ဆွမ်းလာပြီဖြစ်သောလေးလာသာအရွယ်တွင်စတည်၍လွတ်ကြောင်းပုံစံဖြင့်မွေးမြူတင်ပါသည်ဂျက်ကလင်းများကိုရောထားမည်ဆိုပါကမိခင်နှင့်ဖခင်ဂျပန်နှင့်ကျမတို့ကမျိုးယိုမမားစီရန်အတွက်ယနေ့ခေတ်ချက်ချီခွန်းအမှတ်သားများနဲ့တောင်ပန်ထိတ်မှအမှတ်သားခွန်းများတိုက်ချက်စီဝါများဆိုင်တွင်ဝယ်ယူ၍တေချာစွာမှတ်သားထားရန်လည်း လိုအပ်ပါသည်သို့မှသောမိမိနားထောက်သောလုပ်ငန်းစဉ်သည်ပုံမူထိရောက်နေဖြစ်ပါသည်ဆက်ရပိုင်းသောဒီဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ချက်ပညာများကြီးခိုင်းဖြစ်ပါလေ။